အားလုံးပဲမင်္ဂလာပါဆရာမတို့ပြီးခဲ့တဲ့သင်ခန်းစာမှာတော့အခန်းတရရားစုခွဲဝန်ပြဒနာနဲ့ဈေးကွက်စည်းဝိုင်းစနစ်ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာခေါင်းစဉ်ခွဲလေး၃ခုကိုတင်ယူခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမတို့ရဲ့နောက်ထပ်ခေါင်းစဉ်ခွဲလေး၄ခုကိုဆက်လက်တင်ယူကြရမှာဖြစ်ပါတယ်အဲ့ဒီခေါင်းစဉ်ခွဲလေးတွေကတော့အင်အားစုခွဲဝေမှုပြဒနာနဲ့စည်းဝိုင်းစနစ်အမျိုးမျိုးဈေးကွက်နဲ့ဈေးကွက်စည်းဝိုင်းစနစ် ဈေးခွက်ဤလှူဆောင်ခြင်းများဈေးခွက်အမျိုးမျိုးဆိုတဲ့ခေါင်းစဉ်ခွဲလေးလေးခုပဲဖြစ်ပါတယ်ဒီငန်းစာလေးတွေရဲ့ရွယ်ချက်ကတော့ဈေးကွက်နဲ့ဈေးကွက်ဤလှုပ်ဆောင်ချက်များကိုသိရှိပြီးလက်တွေ့ဘဝနဲ့ဆက်ဆက်သုံးသပ်တတ်စေရန်နောက်တစ်ချက်ကတော့ဈေးကွက်အမျိုးမျိုးမှ ထုတ်ကုန်ဈေးကွက်နဲ့ အင်းအားစုဈေးကွက်အကြောင်းကိုသိရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒီသင်ခန်းစာလေးတွေကိုတည်ယူရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ပထမအဆုံးသင်ခန်းစာခေါင်းစဉ်ကွဲလေးကိုလေ့လာကြကြရအောင်ပါ။အင်းအားစုဝယ်ဝင်မှုပြဿနာနဲ့ဈေးဝိုင်းစနစ်အမျိုးမျိုး resource allocation problem in different economic systems ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။လူ့ဖွဲ့စည်းအားလုံး၏အခြေခံအကြဆုံးဈေးဝိုင်းပြဿနာပေါ်ပေါက်လာရခြင်းအကြောင်းရင်းမှာတဲ့အင်းအားစုရှားပါမှုကြောင့်ဖြစ်ပါတယ်။ စားပါမှုကြောင့်ဆီယမားတွေရွေးချယ်မှုပြုလုပ်ရတယ်ဆိုတာကို ရှေ့သင်ခန်းစာမှာဆီယမားတို့တွေသင်ခဲ့ပြီးဖြစ်ပါတယ်။အပြန်ဖြစ်နေသော လူရင်းဆန္ဒမျိုးမျိုးကိုဖြည့်ဆည်းရေးအတွက်စားပါသောအင်အားစုများကိုခွဲဝေအုံချရေးနှင့်ပတ်သက်သောဆုံးဖြတ်ချက်များကိုရေပုံရအပြင် အောက်ပါတိုင်းဆီယမားတို့ဇလဲလည်လာကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမားတို့တွေစပြီးတော့လည်လာကြကြရအောင်ပါ။ကာကြီး မြည်သည့်ကုံစီနှင့်ဝန်ဆောင်မှုများကိုမြင်းများထုတ်လုပ်မည်လူအဖွဲ့စည်းတရားလုံးအနေဖြင့်စားသုံးကုံစီနှင့်ရင်းနှီးကုံစီများကြားရွေးချယ်ရန်ရှိသည်ဒီမှာဘာကိုဆိုလိုတာလဲဆိုတာလေးကိုတစ်ချက်ဆရာမကရှင်းပြခြင်းပါတယ်ဆရာမတို့မှာရှိနေတဲ့ငွေကြေးတည့်ရက်နဲ့နော်ဆရာမတို့ရင်ပုံစားမယ်ခရီးသွားမယ်ကားဝယ်စီးမယ်ဆိုတဲ့စားသုံးကုန်စီတွေအတွက်သုံးပါလားဒါမှမဟုတ်ရင်ဆရာမတို့ကအဲ့ဒီငွေကြေးတည့်ရက်ကိုပဲကုန်စီတွေ ဒီကိုရင်းနှီးမြှုပ်နှံထားမှလားလုပ်ငန်းတစ်ခုမှရင်းနှီးမြှုပ်နှံမှလားဆိုတဲ့ကြားမှာရွေးချယ်ဖို့အမြဲတမ်းရှိနေပါတယ်။ရင်းနှီးကုန်စည်များအနေဖြင့်အနာဂတ်ထုတ်လုပ်မှုစွမ်းအားနဲ့ဝင်ငွေကိုတိုးတက်စေတော်လဲလောလောဆယ်စားသုံးမှုကိုအနစ်နာခံရသည့်သဘောရှိသည်။ဒါလေးကတော့ဆရာမတို့ခုနကရွေးချယ်ရမယ့်မျိုးတွေမှာမှာဆရာမတို့ကယင်းနှီးကုန်စီကိုရွေးချယ်လိုက်မယ်ဆိုရင်အနာဂတ်ထုတ်လုပ်မှုစွမ်းအားတွေတိုးလာမယ်ဆရာမတို့ရဲ့ဝင်ငွေတွေလည်းတိုးလာမှာဖြစ်ပါတယ် ဒါပေမဲ့ခုနကဆရာမတို့တွေစားသုံးမှုတွေပြုလုပ်ခြင်းနဲ့မုံဝယ်စားမယ်မျောခီးသွားမယ်ကားဝယ်စီးမယ်ဆိုတဲ့စားသုံးမှုတွေကိုတော့ချက်ချင်းပြုလုပ်နိုင်ခြင်းမရှိတဲ့အခြေအနေတွေကိုအနစ်နာခံရတဲ့သဘောရှိသည်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ခါခွေးမိတို့ထုတ်လုပ်မည်အတစ်တော်ဆုံးနဲ့စွမ်းဆောင်ရည်ပြေဝါဆုံးထုတ်လုပ်မှုနည်းပညာကိုရွေးချယ်အသုံးပြုရန်ဖြစ်သည်။လုပ်ငန်းရှင်တို့ဟာသူ့လုပ်ငန်းကို စတင်ပြီးလောက်ကင်တော့မယ်ဆိုရင်လောက်အားနဲ့တင့်တော်လာလားအရင်အနည်းကိုသုံးမယ်တင့်တော်လာလားဒါမှမဟုတ်လောက်အားကိုအရင်နီကိုနှမျိုးလုံးသုံးမှတင့်တော်လာလားဆိုတာကိုသူ့လုပ်ငန်းနဲ့တင့်တော်ဆုံးဖြစ်တဲ့အရာကိုရွေးချယ်ဖို့ရှိပါတယ်တကယ်လို့အဲ့ဒီလုပ်ငန်းရှင်ဟာသူ့လုပ်ငန်းဟာလောက်အားနဲ့သာတင့်တော်တယ်လို့ဆိုရင်သူဟာလောက်အားကိုရွေးချယ်မှာဖြစ်ပါတယ်အဲ့လိုလောက်အားကိုရွေးချယ်လိုက်တဲ့နေရာမှာလဲသူ့လုပ်ငန်းမှာလူ၁၀ရောက်နဲ့လောက်ရမယ့်အလုပ်ကိုဆိုလို့ရှိရင်လူ၁၀ဦးပြပြဝဝအသုံးပြုပြီးတော့သူ့လုပ်ငန်းနဲ့ ကိုကျွမ်းကျင်တဲ့လူကိုသာရွေးချယ်လိုက်မှသာလျှင်စွမ်းဆောင်ရည်အပြည့်အဝဆုံးထုတ်လုပ်မှုရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကုံထောက်အင်အားစုများတွဲဖက်ပေါင်းဆိုင်ရေးပြဿနာဖြစ်ပြီးလူအဖွဲ့အစည်းတရားလုံးဆင်းတွင်လုံအားကိုစုဆိုင်သုံးပါလားအရင်းနှီးကိုစုဆိုင်သုံးပါလားဆိုတာတွေကိုရွေးချယ်ရန်ဖြစ်ပါတယ်။ဒါဆိုရင်ဆရာမနောက်ဆုံးတစ်ချက်လေးကိုကြည့်ကြည့်ပါမယ်။မိသူတို့အတွက်ထောက်မြင်နေတဲ့လူဒန်းစားအလွာတီးတီးနဲ့အုပ်စုမျိုးမျိုးချာ ကုန်စည်နှင့်ဝန်ဆောင်မှုထုတ်လုပ်ခြင်းမှရရှိလာသောအကျိုးရလတ်များကိုခွဲဝေရေးပြဿနာဖြစ်ပြီးဝင်ငွေခွဲဝေပြင်ပြမှုနဲ့သက်ဆိုင်သည်ဒါလေးကဒီလိုလေးပြောထားတဲ့အကြောင်းအရာလေးကိုဆရာမကကျောင်းသားကျောင်းသူလေးတွေစင်ပြေအောင်ပြောရမယ်ဆိုလို့ရှိရင်เนาะဆရာမတို့မှလုပ်ငန်းတစ်ခုကိုလုပ်ကိုင်တော့မယ်ဆိုလို့ရှိရင်လုပ်ငန်းရှင်ရှိမယ်လုပ်ငန်းကိုစီမံခန့်ခွဲတဲ့လူရှိမယ်အဲ့ဒီလုပ်ငန်းမှာပဲထွေထွေလုပ်ပြီးတဲ့အလုပ်သမားတွေလည်းရှိတယ် အဲ့ဒီလုံကြီးတစ်ခုလုံးလဲပတ်လိုက်တဲ့အခါမှာရရှိလာတဲ့အချိုးရလတ်တွေကိုခွဲဝေရတဲ့တွဲခွဲဝေရေးပြဿနာလို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒီအချိုးရလတ်တွေခွဲဝေပေးလိုက်တဲ့အချိုးရလတ်တွေဟာခုနကလူဒန်းစားအလွာတည်တည်နဲ့အုပ်စုတွေရဲ့ဝင်ဝင်လဲဖြစ်တဲ့အတွက်ဝင်ဝင်ခွဲဝေပြန့်ပြုံးမှုနဲ့သက်ဆိုင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။အထက်ပါအခြေခံစည်းဝါးရေးပြဿနာများကိုလူအဖွဲ့အစည်းအတီးတီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြည့်ရှင်းခဲ့ရမှာဇနိကဘာပေါ်တွင် CY စနစ်ကြီး၃မျိုးဖြစ်ထွန်းပေါ်ပေါက်လျက်ရှိပါတယ်။ဒါဆိုအဲ့ဒီ CY စနစ်ကြီး၃မျိုးကိုဆရာမတို့တွေလေ့လာကြကြရအောင်ပါ။ဈေးကွက် CY စနစ် market economy နှစ်ဘဟုစီမံကိန်းချ CY စနစ် central plant economy နဲ့၃ရောပြွန် CY စနစ် mid economy တို့ဖြစ်ပါတယ်။ ကေပထမဆုံးတစ်ချက်ဖြစ်တဲ့ဈေးကွက်စီးပွားရေးစနစ်ဆိုတာအဲ့မှာဘာတွေပါလဲဆိုတာကိုလေ့လာကြပါစို့ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့မှာဒီဒီကုန်စည်နဲ့ဝန်ဆောင်မှုများကိုမြည်များထုတ်လုပ်မည်မြည်သည့်ကုန်ထုံနည်းလမ်းများကိုအသုံးပြုမည်မြည်တို့ခွဲဝေအသုံးပြုမည်စသောအခြေခံစီးပွားရေးပြဿနာများကို ဆုံးဖြတ်ရတွင်ဈေးကွက်အင်အားစုများဖြစ်သောဝယ်လိုအားနှင့်ရောင်းလိုအားတို့ကပြဋ္ဌာန်းပေးသည့် ဈေးကွက်ဈေးနှုန်းပေါ်မူတည်၍ဆုံးဖြတ်ကြသောစနစ်ဖြစ်သည်ဒီမှာသူဆိုလိုချင်တဲ့အကြောင်းအရာလေးကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ဘေးအရာဝဲဖြစ်ဖြစ်ဈေးကွက်ဈေးနှုန်းပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ပါတယ်ကုန်စည်တစ်ခုရဲ့ဈေးနှုန်းတက်လာပြီဆိုရင်အဲ့ဒီတက်လာတဲ့ကုန်စည်ကိုလိုထုတ်လို့မလဲဘယ်လောက်ထုတ်လို့မလဲ အဲ့ဒီကုန်စည်အတွက်ဘလို့ထုတ်လုပ်မှုနည်းလမ်းတွေကိုအသုံးပြုမှာလဲတခါအဲ့ဒီကုန်စည်တွေအတွက်အင်အားစုတွေကိုဘလို့ခွဲဝေအသုံးပြုမလဲဆိုတဲ့အရာတွေအားလုံးဟာဆရာမတို့ဈေးကွက်ဈေးနှုန်းပေါ်မှာပဲမူတည်ပြီးတော့ဆုံးဖြတ်ခြင်းဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဤစနစ်ကိုဒီမှာလေးစေဖေးရလို့ခေါ်တယ်လို့ပြောတဲ့ခါမှာဆရာမဒီ e ဆိုတဲ့နေရာလေးမှာ နော်ရှေ့အကြောင်းအရာလေးကိုဖြည့်ပြီးတော့ပြောချင်ပါတယ်ဈေးကွက်စီးပွားရေးစနစ်ကိုလေစေဖဲရလွတ်လပ်တော့လုပ်ငန်းစနစ်ဟူရလေခေါ်ကြပြီးလွတ်လပ်စွာရွေးချယ်ခွင့်နဲ့လုပ်ငန်းလုပ်ကိုင်ခွင့်များလည်းရှိပါတယ်ကုန်ထုတ်အင်အားစုများကိုပုဂ္ဂလိကပိုင်ဆိုင်မှုရှိပြီးထုတ်လုပ်မှုစားသုံးမှုစသည်တို့နဲ့သက်ဆိုင်သော အခြေခံစီးပွားရေးပြဿနာများကိုဈေးကွက်မှဒီလေအောင်ဖြည့်ရှင်းပေးနိုင်ခြင်းဖြင့်စွမ်းဆောင်ရည်ပြေဝသောအားစုခွဲဝေမှုကို ရရှိစေတော့လေလက်တွေ့တွင်ဈေးကွက်၏မစွမ်းဆောင်နိုင်မှုများ market failure ကဲ့သို့သောအားနည်းချက်များလည်းရှိပါသည်ဒီဆီယမ်မတို့အပေါ်ပိုင်းလေးကတော့ចောင်းသားចောင်းသူကြီးနားလည်ပြီးသားဖြစ်မှာပါဒီမှာရှိနေတဲ့ဈေးကွက်ရဲ့မစွမ်းဆောင်နိုင်မှုများဆိုတဲ့အချက်လေးတွေကတော့ချို့အချက်လေးတွေကိုဆီယမ်မကတည်အောင်ပြောပြခြင်းပါတယ်ဈေးကွက်ကဘာတွေမစွမ်းဆောင်နိုင်တဲ့အချက်တွေကဘာတွေလဲဆိုလို့ရှိရင် သူကကုန်စည်တွေရဲ့အကြီးအသွေးတွေကောင်းမွန်မှု ရှိမရှိကိုတော့သူက လုံဆောင်နိုင်ခြင်းမရှိခြင်းဟာလေဈေးကွက်ရဲ့မစွမ်းဆောင်နိုင်မှုတွေဟာတစ်ချက်လို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဆရာမတို့တွေဘာလို့လဲဆိုလို့ရှိရင်ဒီဈေးကွက်အတွင်းမှာဆိုရင်ကျိုးရလက်တွေကိုခွဲဝေတာဖြစ်တဲ့အတွက်ဝင်ငွေခွဲဝေဖြန့်ဖြူးမှုနဲ့ပတ်သက်ပြီးတော့လည်းလုံဆောင်နိုင်ခြင်းမရှိတဲ့အချက်ကလည်းဈေးကွက်ရဲ့မစွမ်းဆောင်နိုင်မှုတွေကအချက်တစ်ချက်လို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကုန်စည်တစ်ခုဟာ အမြတ်များများရမယ်အဲ့ဒီကုန်စီကိုဝယ်လို့အားလဲများတယ်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းရှင်တဦးဟာအဲ့ဒီကုန်ပစ္စည်းကိုသူတယောက်တည်းပဲသုံးလောင်ထားမယ်ဒါမှမဟုတ်သူတယောက်တည်းပဲထုတ်လုပ်မယ်သူ့စီမှာပဲဝယ်ပြမယ်ဆိုတဲ့လက်ဝဲကြီးအုံမျိုးတွေဟာဆိုလို့ရှိရင်ဈေးဘက်ကမစွမ်းဆောင်နိုင်တဲ့အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်ဘိုးစီမံကိန်းချစီးပွားရေးစနစ်ဘိုးစီမံကိန်းချစီးပွားရေးစနစ်ဆိုတင်ပါတဲ့အင်အားစုဖွဲ့ဝင်မှုနှင့်ပတ်သက်သည့်ကိစ္စအဝါးအဝါးကို အစိုးရကဆုံးဖြတ်ဆောင်ရွက်တော့စီးပွားရေးစနစ်တည်းရဖြစ်ပါတယ်။ဤသူတို့ဤလိုအပ်ချက်ကိုအစိုးရကသာ ဆုံးဖြတ်ပြီးရင်းလိုအပ်ချက်များကိုဖြည့်ဆည်းရေးအတွက်ကုံထုတ်အရင်းအမြစ်များအားအသုံးချခြင်းကိုလည်းအစိုးရကသာတာဝန်ယူညွှန်ကြားပေးသည့်စနစ်ဖြစ်ပါတယ်။အဲတော့ဒီစာအကြောင်းလေးမှာဆိုလို့ရှိရင်ဆရာမတို့ကအစိုးရက ဆုံးဖြတ်တယ်အစိုးရကသာတာဝန်ယူညွှန်ကြားတဲ့စနစ်ကိုဘိုးစီမံရေးချစီပွားစနစ်လို့ဆိုရမှာဖြစ်ပါတယ်။ အစိုးရ၏ဆုံးဖြတ်ချက်များကိုတဲ့ကာလတို့ဒီနေ့ကာလလက်9နှစ်ဒီနေ့ကာလရှိ10နှစ်အထိစီမံကိန်းများဖြင့်စေယုံလုံယုံများလေယာလုပ်ငန်းများအားအကောင့်ထဲပေါ်စီသောစနစ်ဖြစ်ပါတယ်။ဤစနစ်၏အသားချက်များအဖြစ်အလုံးလက်မဲ့မရှိခြင်း လူဦးရေအခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ခြင်း အောက်ခြေလူဒန်းစားအကျိုးကိုဆောင်ရွက်နိုင်ခြင်းတို့ကိုအလေးပေးဖော်ပြခဲ့ပါတယ်။ ီနေရာလေးမှာ तू ကအဲ့ဒါကိုဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ဆီယမားတို့တွေမှာနော်လူနေထူထပ်တဲ့နေရာတွေမြို့သစ်စီမံကိန်းတွေမှာဆိုလို့ရှိရင်အစိုးရဟာ9နှစ်စီမံကိန်း10နှစ်စီမံကိန်းဆိုပြီးဆက်ရုံအလုပ်ရုံတွေစောက်လုပ်ပေးတာမျိုးတွေရှိပါတယ်အဲ့လိုစောက်လုပ်ပေးလိုက်ခြင်းအားဖြင့်ဒီခုနကအောက်ခြေလူဒန်းစားတွေဟာအလုပ်တွေရရှိသွားမယ်အဲဒါကြောင့်မလို့တို့မှာအလုပ်လက်မဲ့တွေမရှိတော့ဘူးတခါအလုပ်လက်မဲ့တွေမရှိတော့တဲ့အခါမှာတို့ရဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးသားလည်းဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ဒီစာလေးမှာဆိုရင် အောက်ခြေလူတန်းစားအကျိုးတွေကိုအလေးပြဆောင်ရွက်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တို့ရရင်နဲ့စနစ်အတွင်းအားနေချက်များကြောင့်1980ခုနှစ်များနှောင်းပိုင်းကာလတွင်ဤစနစ်ကိုကျင့်သုံးခဲ့ကြသော ဆိုဗီယက်ပြည်ထောင်စုနှင့်ဥရောပနိုင်ငံများပြိုကွဲခဲ့ရပြီးတရုတ်ပြည်သူတမရနိုင်ငံအပါအဝင်နိုင်ငံများသည်ဈေးကွက်စီးပွားရေးစနစ်တို့အသွင်ကူးပြောင်းရေးကြိုးပမ်းခြင်းများဆောင်ရွက်လာသည်ကိုတွေ့ရပါသည် ါဆိုရင်ဆီယမတို့ရဲ့ CYS နှစ်၃မျိုးတည်းကနောက်ဆုံး CYS နှစ်လေးတစ်ခုကိုဆက်လက်လည်လာကြကြရအောင်ပါ။ရောပြွန် CYS နှစ်ရောပြွန် CYS နှစ်ဆိုတင်မှာ လုပ်ငန်းများကထုံးလုံးမှုနဲ့ဈေးနှုန်းဆိုင်ရာအဆုံးဖြတ်ချက်များကိုမိမိတို့ဘာသာလွတ်လပ်စွာလှုပ်ဆောင်နိုင်ပြီးစားသုံးသူများကလည်းမိမိတို့စိတ်ချလွတ်လပ်စွာရွေးချယ်ဝယ်ယူ စားသုံးနိုင်ကြပါတယ်။ လုပ်ငန်းရှင်တွေကသူ့ရဲ့ကုန်ထုတ်လုပ်လာတဲ့ကုန်ပစ္စည်းတွေပေါ်မှာသူတို့ဈေးနှုန်းတွေကိုသူတို့တတ်မှတ်ခြင်းနဲ့ဈေးနှုန်းတိုင်းတတ်မှတ်ပြီးတော့ရောင်းချနိုင်ပါတယ်။ဝယ်ယူစားသုံးတဲ့သူတွေကလည်းအဲ့ဒီကုန်ပစ္စည်းအမျိုးမျိုးတွေချားတဲ့မှာမှဈေးနှုန်းကိုကြည့်ပြီးတော့လွတ်လွတ်လပ်လပ်ရွေးချယ်ဝယ်ယူစားသုံးနိုင်တာကိုရောပြွန်စီဝိုင်းစနစ်လို့ခေါ်ခြင်းဖြစ်ပါတယ်။အစိုးရကပုဂ္ဂလိကဘိုင်းဤဈေးကွက်စနစ်ဖြင့်အစွမ်းဆောင်နိုင်သော လုပ်ငန်းနယ်ပယ်များတွင်သာဝင်ရောက်ဆောင်ရွက်ပေးခြင်းဖြင့် ဤနိုင်ငံများတွင် ကြီးမားသောပုဂ္ဂလိကကဏ္ဍနှင့်အတူအသေးငယ်လာသောအစိုးရပိုင်ကဏ္ဍတို့ကိုပူးတွဲတွေ့မြင်နိုင်သောစနစ်ဖြစ်သည်။ဒါဆိုရင်ဆရာမတို့တွေယနေ့ကဘာပေါ်မှာဘယ်လိုစီးပွားရေးစနစ်တွေရှင်သုံးနေလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။စနစ်ကဘာဝရှိ နိုင်ငံအားလုံးလိုလိုရောပြွန်စည်းဝါးစနစ်ကိုရှင်းသုံးကြတော့လဲနိုင်ငံအနေငယ်သာဘိုးစီမံကိန်းချစည်းဝါးစနစ်ဖက်တို့ညီဆက်စွာရှိပါတယ်နိုင်ငံအများစုမှာတော့ ဈေးကွက်စီးပွားရေးစနစ်ဖက်သို့နှီးဆက်စွာရက်တီကျင့်သုံးလျက်ရှိပါတယ်။ဒီမှာတွေ့ရတဲ့ဆီယမ်မတို့ရောပြွန်စီးပွားရေးစနစ်ကိုတော့ဘူတုတအနေနဲ့ပြောရမယ်ဆိုရင်ပြင်သစ်တို့ US တို့အဲ့ဒါတွေမှာအသုံးပြုလျက်ရှိပါတယ်။မော်ဝစမန်ကိန်းချစီးပွားရေးစနစ်ကိုတော့နှီးဆက်ဆုံးပြောရမယ်ဆိုရင်မြောက်ကိုရီးယားမှာတော့ဆက်လက်အသုံးပြုနေစေလို့ရှိပါတယ်။နောက်တစ်ခါဈေးကွက်စီးပွားရေးစနစ်ကိုတော့မြန်မာနိုင်ငံမှာတော့ဈေးကွက်စီးပွားစနစ်ကိုအကျင့်သုံးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါဆိုရင်ဆရာမတို့တွေဒီသင်ခန်းစာလေးမှာထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းအကြောင်းကိုသင်ခဲ့ပါတယ်ဆရာမတို့ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းမှာမိကွန်းလေးတွေဘလို့မေးတယ်လဲထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းဘလို့ရေးဆွဲရလဲအခွန်လန်းစည်းကိုဘလို့တွက်ချက်တယ်လဲနောက်တစ်ခါအဲ့ဒီအခွန်လန်းစည်းနဲ့ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းလေးကိုကြည့်ပြီးတော့သုံးသက်ချက်တွေကိုဘလို့သုံးသက်ချက်တွေပြုလုပ်ရတယ်လဲဆိုတာလေးကိုဥပမာလေးတစ်ခုနဲ့ရှင်းလင်းတွက်ပြချင်ပါတယ်ဒါဆိုရင်ဆရာမတို့အဲ့ဒီဥပမာလေးကိုကြည့်ကြရအောင်ပါ ဒီမှာဥပမာလေးမှာတော့နိုင်ငံတနိုင်ငံတည်တဲ့နှစ်တစ်နှစ်အတွင်း H နဲ့ Y ဟူသောကုန်စည်နှမျိုးကိုရှိသမျှကုန်ထုတ်အင်အားစုများအားအသုံးပြု၍စွမ်းဆောင်ရည်ပြည့်ဝစွာထုတ်လုပ်ခြင်းဖြင့်တဲ့အောက်ပါစရာတိုင်းကုန်စည်ပမာဏအတွဲမျိုးမျိုးကိုထုတ်လုပ်နိုင်သည်ဆိုပါစို့ဆိုပြီးဆရာမတော်တွေထုတ်လုပ်နိုင်မှုအခြေပြစရာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ကုန်စည်နှမျိုးပေးထားပါတယ်။ကုန်စည် H ကုန်စည် Y နောက်တစ်ခါအမှတ်စဉ်လေးတွေကာကြီးကာဝေးကာငယ်ကာကြီးငါဆိုပြီးတော့ ရှိပါတယ်။နောက်တစ်ခုကတော့ဒီဘက်မှာ40 30 20 30ဆိုပြီးကုန်စီ S ရဲ့အရေးအတွက်လေးတွေကိုပေးထားပါတယ်။ Y မှာဆိုရင်လည်း0 40 80 90 100ဆိုပြီးတော့ဒီကုန်စီလေးတွေရဲ့အရေးအတွက်လေးတွေကိုပေးထားပြီးဖြစ်ပါတယ်။ဒီမှာဆရာမတို့တွေမိခွန်းလေးတွေတွားကြည့်ရအောင်ပါ။ထုတ်လုံနိုင်မှုအခြေပြမြင်ကွင်းရေးဆွဲပါ။နှစ်ကုန်စီဝိုင်းအမှတ်ခဝင်းမှာငငအခွန်လန်းစည်းကိုအတွက်ပါတဲ့ ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးဤပုံတံကိုရှင်းပါ။ကဲဒါဆိုရင်ဆရာမတို့တွေ၁ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးလေးကိုတွားပြီးတော့ဆွဲကြည့်ကြရအောင်ပါ။ဒါဆိုရင်ဆရာမတို့တွေမိခွန်းနံပါတ်၁ရဲ့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးလေး။နောက်ဆက်ပြီးတော့ဆရာမတို့တွေဆွဲပါမယ်။ဆွဲမယ်ဆိုရင်ဆရာမတို့ကဒေါင်းလိုက်ဝင်ရိုးမှာ H ကိုထားပါမယ်။အလျားလိုက်ဝင်ရိုးမှာဆရာမတို့ကုန်စီ Y ကိုထားပါမယ်။ ထုံးလုံးနိုင်မှုခြေပြမြင်းကွေးကိုရေးဆွဲတော့မယ်ဆိုရင်ဆရာမတို့တွေသတိထားရမယ့်အချက်ကတော့ဘာဖြစ်မလဲဆိုရင်ပမာဏနဲ့အကွာအဝေးကိုသတိထားရမှာဖြစ်ပါတယ်။ဒါကဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ဆရာမတို့ပေါ်အချက်ဖြစ်တဲ့ပမာဏဆိုတဲ့အကြောင်းအရာလေးကိုအရင်ပြောပါမယ်။ဆရာမတို့ဆွဲမဲ့ထုံးလုံးနိုင်မှုခြေပြမြင်းကွေးပေါ်မှာတတ်မှတ်မဲ့ပမာဏဟာပမာဏတစ်ခုနဲ့တစ်ခုခွာခြားချက်တွေဟာတူညီရပါမယ်။ဒီမှာဆရာမတို့ကုန်စည်အိတ်မှာကြည့်မယ်ဆိုလို့ရှိရင်၁၀၂၀၃၀၄၀ ဒါဆိုရင်သူ့ရဲ့ဂဏန်းတစ်ခုနဲ့တစ်ခုကြားမှာကွာခြားချက်က30ဖြစ်ပါတယ်။ဒါပမာဏကွာခြားချက်တွေတူညီရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။တစ်ခါကုန်စည်ဝိုင်းမှာကြည့်မယ်ဆိုရင်20 40 60 80 100တိမာလေးဆရာမတို့တွေကပမာဏတစ်ခုနဲ့တစ်ခုက20စီကွာခြားချက်ညီမြနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဆရာမတို့ကပမာဏတွေဟာတူညီရပါမယ်။ ပမာဏဒုညရမယ်လို့ဆိုတဲ့နေရာမှာဆရာမတို့ကဒေါင်းလိုက်ဝင်ယူနဲ့အလျားလိုက်ဝင်ယူမှာရှိတဲ့ပမာဏတွေကတော့ဒုညစင်မှာဒုညပါလိမ့်မယ်ဝင်ယူတစ်ခုထဲမှာရှိတဲ့ပမာဏကတော့ဒုညဘုလိုအပ်ပါမယ်နောက်တစ်ခါအကွာဝေးအကွာဝေးမှာကျတော့ဘာလို့ဆိုလို့ရချင်းနည်းနည်းလေးပြောရမယ်ဆို scale လို့ဆိုလို့တာပေါ့နော်အဲ့ scale ကဘာလို့ဆိုလို့တာလဲဆိုလို့ရှိရင်ဆရာမတို့က0နဲ့30ကြားမှာနော် 5cm ဆွဲတယ်ဆိုရင်30နဲ့20မှာလဲ 5cm ကိုပဲဆွဲပြရမှာဖြစ်ပါတယ် 20နဲ့30မှာလည်း PCN ဆွဲပြရမှာဖြစ်ပါတယ်အကွာဝေးကလည်းတူညီနေရမှာဖြစ်ပါတယ်အဲ့ဒီအကွာဝေးတူညီမှုဟာတောင်လှန်ဝင်ရုံးနဲ့အလျားလိုက်ဝင်ရုံးမှာ တော့တူညီခြင်းမှာတူညီပါလိမ့်မယ်နောက်တစ်ခုကဆီယမ်မာတို့တွေကဒီလိုမျိုးလေးဆွဲပြီးသွားပြီဆိုရင်အဲ့ဒီကုန်စီအတွဲနှမျိုးမျိုးတွေကိုမကလေးတွေတတ်မှတ်မဲ့နေရမှာအဆက်ပြောက်လေးတွေကိုလည်းတည်တည်ချာချာချပြီးတော့မကလေးတွေကိုမှတ်ပေးရမှာဖြစ်ပါတယ် နောက်ပြီးတော့အဲ့ဒီအမှတ်ကလေးတွေမှတ်ပြီးသွားပြီဆိုရင်အဲ့ဒီအမှတ်ကလေးတွေ ਨੇ သက်ဆိုင်တဲ့သင်္ကေတလေးတွေကိုလည်းမမှန်ကန်ကန်ရေးထည့်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဆရာမတို့တွေကာကြီးရနေခခွေးဆိုပြီးမြားလေးတစ်ချောင်းဆင်းလာပါတယ်။မြားကောင်းလေးကခခွေးဘက်ကိုလှစ်ထားပါတယ်။ဒါဟာဘာလို့ဆိုလို့ရလဲဆိုရင်ဝိုင်းရဲ့ကုန်စီကိုတိုးထုတ်တယ်ဆိုတာကိုပြချင်တဲ့အကြောင်းအဲ့ဒီမြားလေးကလည်းအရေးကြီးပါတယ်။ ကုန်စည်ဝိုင်းကိုတို့ထုတ်လိုက်ပြီဆိုရင်ကုန်စည်အိတ်ကို short ထုတ်ရတယ်ဆိုတဲ့တင်ဂီတာလေးကိုပြချင်တဲ့အတွက်များလေးကဒီမှာဆင်းလာပြီးတော့အောက်ကလေးမှာအများချွန်လေးပြထားတာရှိပါတယ်။နောက်များလေးတစ်ချောင်းကတော့အဲ့ဒီကုန်စည်နှစ်ခုရဲ့ဆက်ဆက်မှုကိုပြတဲ့များကလေးလေးဖြစ်ပါတယ်။ဆရာမတို့ရဲ့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းမှာများလေး၃ချောင်းလေးပါရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဆရာမတို့တွေကထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းရဲ့အင်ကာရက်တဲ့ပြည့်စုံသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါကဆရာမတို့နံပါတ်1မြင်ကွင်းလေးကို ရေခဲခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆီယမတို့နံပါတ်1မေးခွန်းလေးကိုတွားကြည့်ကြရအောင်ပါ။နံပါတ်1မေးခွန်းကဘာကိုမေးထတာလဲ။ကုန်စည် WE အမတ်ခဝေးမှကငယ်အခွန်လန်းစည်းကိုမေးထတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆီယမတို့ကပထမအဆုံးအနေနဲ့ပြောင်းလဲမှုကိုဒေသာလို့ရေးပါမယ်။ကုန်စည် WE အမတ်ခဝေးမှကငယ်ပြောင်းလဲမှုဘောတွက်ချက်တော့ရမယ်ဆိုလို့ရှိရင်ဆီယမတို့ကခဝေးမှကငယ်ရဲ့ပြောင်းလဲမှုလို့ပြောတဲ့အတွက် ဆံမတို့ကဂငယ်မှာဘလောက်ရှိလဲ80ခဝဲမှာဘလောက်လဲ40ဒါကြောင့်မို့လို့80အနုပ်40ညများချင်း30ဒါကုန်းစီ y အမှတ်ခဝဲမှာဂငယ်ပြောင်းလဲမှုဖြစ်ပါတယ်ဒါဆိုရင်ကုန်းစီ he အမှတ်ခဝဲမှာဂငယ်ပြောင်းလဲမှုဆိုရင်ဆံမတို့ကခါခွေးကခါငယ်လို့ပြောတဲ့အတွက်သွားကြည့်ပါမယ်ခါခွေးနဲ့ခါငယ်မှာဆိုလို့ရှိရင်ခါခွေးမှာ30ခါငယ်မှာက 20ဖြစ်ပါတယ်။ဒါဆိုရင်ဆီယာမတို့က20အနုပ်30အနုပ်30ဖြစ်ပါတယ်။ဒါလေးကိုရလာတဲ့အဖြေလေးကိုပုံသင်နည်းထဲမှာ အစားထိုးပါမယ်။ပုံသင်နည်းလေးတက်တဲ့အခါမှာတော့ data x by data y အဲဒါ minus 30 by 30အဲ့တော့အနှုတ်3.33 3အဖြေကိုရရှိပါတယ်ထုတ်လုပ်နိုင်မှုအခြေပြမြင့်ခွေရဲ့အဖြေကအမြဲတမ်းအနှုတ်လက္ခဏာဆောင်မှာ ဖြစ်ပါတယ်။နောက်တစ်ခါဆီယမတို့ကကုန်စည်ဝိုင်းရဲ့အခွန်လန်းစိတ်ကိုတွက်ချက်တာဖြစ်တဲ့အတွေ့ဆီယမတို့လိုချင်တဲ့အခွန်လန်းစိတ်ရဲ့ကုန်စည်ကိုဘိုင်းချီမှာထားရမှာဖြစ်လို့ဆီယမကဒီမှာအန်ဒီရောင်လေးနဲ့ဈေးပေးထားခြင်းလေဖြစ်ပါတယ်။ဒါဆိုရင်ဆီယမတို့အခွန်လန်းဈေးကိုတွက်ချက်လို့ပြီးသွားပါပြီ။ဆီယမတို့မေခွန်းတံပတ်သုံးဖြစ်တဲ့ထုံးလုံးနိုင်မှုအခြေပြမြင်ကွင်းလေးကိုသုံးသက်ခိုင်းတဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးတော့ဖြေဆိုကြမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဆီယမတို့ကထုံးလုံးနိုင်မှုအခြေပြမြင်ကွင်းလေးကိုသုံးသက်မှာဖြစ်ပါတယ်။ ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းပုံသဏ္ဍာန်သည်တဲ့မူရင်းအမှတ်ကခုံးနေပါတယ်။အကြောင်းမှာကုန်စည်ဝိုင်းတယူနစ်တိုးထုတ်တိုင်းကုန်စည်အိတ်ကိုဆွတ်လွတ်ရမယ့်ပမာဏမှာ တိုးလာသောကြောင့်တိုးတက်နေသောအခွန်လန်းစေးကြောင့်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကတော့ဆရာမတို့ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းလေးကိုကြည့်ပြီးတော့သုံးသပ်ခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့နောက်ထပ်သင်ခန်းစာခေါင်းစဉ်ပွဲလေးတစ်ခုကိုဆက်လက်လေ့လာကြည့်ကြရအောင်ပါ။ဈေးကွက်နဲ့ ဈေးကွက်စီးပွားရေးစနစ် market in the market economy ဒီကောင်းစဉ်လေးမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုတာကိုဆရာမတို့ဒီချက်ချလေ့လာကြည့်ပါမယ်ဈေးကွက်ဆိုဒီမှာ ရေပုံရအဖြစ် ကုန်စည်နှင့်ဝန်ဆောင်မှုများအယောင်ဝယ်ပြုလုပ်တော့ဖြစ်စဉ်ကိုသတ်မှတ်နိုင်ပါတယ်ဈေးကွက်တွင် ရောင်းသူနှင့်ဝယ်သူများတွေ့ဆုံကြပြီးနှစ်ဦးနှစ်ဖက်သဘောတူညီတဲ့အခြေအနေများဖြင့်အယောင်ဝယ်ပြုလုပ်ကြသည်တဲ့ ဒီနေရာမှာဆီယမကနှစ်ဦးနှစ်ဖက်သဘောတူကျင်တဲ့အခြေအနေဆိုတာလေးကိုနားလည်အောင်ပြောပြချင်ပါတယ်အဲ့ဒါကဘာလို့ဆိုတော့ရလဲဆိုရင်ကုန်းစီရောင်းချတဲ့သူတယောက်ဟာသူ့ရဲ့ကုန်းစီကို400နဲ့ရောင်းခြင်းနဲ့ဝယ်ယူမဲ့သူက300ပဲပေးခြင်းနဲ့ရောင်းသူနဲ့ဝယ်သူနှစ်ဦးနှစ်ဖက်အပြန်အလှန်ညီနိုင်ရင်း350မှအရောင်းဝယ်ပြုကြတယ်ဆိုလို့ရှိရင် အဲ့ဒီ350ရောင်းဝယ်ပြုတဲ့အခြေအနေဟာလူဦးနှစ်ဖက်သဘောတူချင်တဲ့အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်ဈေးကွက်ကိုနေရာအတိတကျသတ်မှတ်ထားရင်မလိုပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်အရောင်းဝယ်ပြုလုပ်နိုင်ရင်ရောင်းသူနဲ့ဝယ်သူတို့တွေ့ဆုံနိုင်ဖို့ဤလန်းမျိုးမျိုးဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်သောကြောင့်ဖြစ်ပါတယ်ဘလို့ဤလန်းမျိုးတွေလဲဆရာမတို့တွေကြည့်ကြရအောင်ပါဥပမာ ဆိုင်ငန်းဖွင့်ခြင်းတယ်လီဖုန်း၊ဒဲလက်စ်၊ဖက်စ်၊အင်တာနက်လူမှုကွန်ရက်စသည်တို့ဖြင့်ဆက်သွယ်ရောင်းဝယ်ခြင်းယနေ့ခေတ်မှာဆိုလို့ရှိရင်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုဆရာမတို့တွေအင်တာနက်တွေ Facebook ပေါ်တွေမှာရောင်းချနေတာကိုလည်းတွေ့ရပါမယ်တချို့ဆိုရင် license နဲ့တောင်ရောင်းပါတယ်အဲ့ဒီလူသုံးကုန်ပစ္စည်းမျိုးမျိုးရောင်းချသလိုဝယ်ယူတဲ့သူတွေကလည်းဒီလူမှုကွန်ရက်ပေါ်မှာဝယ်ယူကြတာတွေလည်းတည်ပြီးသားဖြစ်မှာပါ နောက်တစ်ခုကတော့ဆီယမတို့ရေဒီယိုရုပ်မြင်သံကြားစာဆောင်များတွင်လည်းကြော်ညာခြင်းဖြင့်ရောင်းသူနှင့်ဝယ်သူတို့အဆက်အသွယ်ရရှိနိုင်သည်တဲ့ရေဒီယိုတွေရုပ်မြင်သံကြားတွေမှာဆိုလို့ရှိရင်ဆီယမတို့တွေဒလန်တွဲလေးတစ်ခုနဲ့တစ်ခုကြားအစီအစဉ်လေးတစ်ခုနဲ့တစ်ခုကြားမှာကြော်ညာလေးတွေဝင်လာတတ်တာကိုလည်းသိရှိပြီးဖြစ်မှာပါ စားဆောင်လေးတွေမှာဆိုလို့ရှိရင်အဲ့ဒီသတင်းစာတွေစားဆောင်နေရင်တလက်မှပတ်လည်လေးတွေဒါမှမဟုတ်နေရာတကွက်စာတတိလေးတွေမှာလည်းရောင်းသူတွေကသူတို့ရဲ့ကုန်ပစ္စည်းတွေကိုကြောင်ကြတာကိုတွေ့ရမှာပါဝယ်တဲ့သူကလည်းအဲ့ဒီကနေပြီးတော့ဆက်သွယ်ဝယ်ယူခြင်းတွေပြုလုပ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဈေးကွက်ရေးတိုင်းတာမှာတဲ့ဈေးရွာရက်ကွက်စသည့်ဒေသဆိုင်ရာဈေးကွက်များမှပြည်တွင်းဈေးကွက်ပြည်ပြည်ဆိုင်ရာဈေးကွက်များထိကျယ်ပြန့်စွာရှိနိုင်ပါတယ် မိမြရင်ကျေပြန့်နေဖြစ်စေတဲ့ဈေးကွက်အတွင်းအဓိကပါဝင်သူများမှာဝယ်သူနဲ့ရောင်းသူတို့သာဖြစ်ပါတယ်ဝယ်သူနဲ့ရောင်းသူတို့ရဲ့အခြေအနေတွေကိုဝယ်လူအားနဲ့ရောင်းလူအားတို့ကဖော်ပြပါတယ်ဒီမှာမအားဆိုလိုချင်တာလဲဆိုရင်ဆရာမတို့တွေဝယ်လူအားများလာတဲ့ကုန်စည်တွေမှာဆိုရင်ဝယ်သူတွေကဒီကုန်စည်ကိုချက်နှစ်တက်နေတယ်ဆိုတဲ့အခြေအနေကိုပြသပါတယ်အဲ့လိုဝယ်လူအားများလာတဲ့ကုန်စည်တွေကိုဆိုရင်ကုန်စည်တွေမှာရောင်းချမဲ့သူကလည်းအဲ့ဒီကုန်စည်ကို ဒိုးထုတ်လို့ဖို့လိုတယ်ဒီကုန်စီကိုဈေးမြင့်ဖို့လိုတယ်ဆိုတဲ့အခြေအနေတစ်ခုကိုပြသနေပါတယ်။ဝယ်လိုအားနဲ့ရောင်းလိုအားအခြေအနေများကလွတ်လပ်သောဈေးကွက်တွင်အပြန်အလှန်လှုပ်ရှားပြောင်းလဲရမှာဈေးကွက်ဈေးနှုန်းများကို ပြထန်းသတ်မှတ်ပေးသည်။ဒီမှာတော့ဆရာမတို့ကဝယ်လိုအားတွေတိုးလာတဲ့ကုန်စည်တွေမှာဆိုလို့ရှိရင်ဈေးနှုန်းတွေတက်လာမယ်ဈေးနှုန်းတက်လာတဲ့အခါမှာရောင်းချသူကလည်းအဲ့ဒီကုန်စည်ကိုပို့ပြီးထုတ်လုပ်လာမှာဖြစ်ပါတယ် ဒါကြောင့်မလို့ဂျီယာကဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတက်ခြင်းကျခြင်းတွေကိုသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ထို့ဈေးနှုန်းများပေါ်အခြေပြု၍လူအဖွဲ့အစည်းအတွင်းအခြေခံစည်းဝါးရေးပြဿနာများဖြစ်သောအင်းအားစု ခွဲဝေမှုပြဿနာကို ဖြေရှင်းနိုင်သည်။၎င်းကိုဈေးဝက်စည်းဝါးရေးစနစ်ဟုခေါ်ခြင်းဖြစ်သည်။ဒါဆိုရင်ဆီယမားတို့ဈေးခွဲစည်းဝါးရေးစနစ်ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်လေးကိုကြည့်ကြည့်ရအောင်ပါ။ထို့ကြောင့်ဈေးခွဲစည်းဝါးရေးစနစ်ဆိုသည်မှာ မြည်သည့်ကုန်စင်နှင့်ဝန်ဆောင်မှုများကိုမြည်များထုတ်လုပ်မည်မြည်သည့်ကုန်ထုံနည်းလမ်းများကိုအသုံးပြုမည်မြည်သို့ခွဲဝေအသုံးပြုမည်စသောအခြေခံစီးပွားရေးပြဿနာများကို ဆုံးဖြတ်ရတွင်ဈေးကွက်အားစုများဖြစ်သောဝယ်လိုအားနှင့်ရောင်းလိုအားတို့ကပြဋ္ဌာန်းပေးသောဈေးကွက်ဈေးနှုန်းပေါ်မူတည်၍ဆုံးဖြတ်ကြသောစနစ်ဖြစ်သည်ဒီမှာတော့ဆရာမတို့က ဘလဘလောက်ထုတ်လို့မှာလဲဘလို့ကုန်ထုတ်နီလန်းဝန်အသုံးပြုမှာလဲအင်အားစုတွေကိုဘလို့ခွဲဝေအသုံးပြုမှာလဲဆိုတဲ့အကြောင်းအရာတွေဟာဈေးကွက်ရဲ့ဈေးနှုန်းပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်တဲ့စနစ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဈေးနှုန်းဟာအဓိကကျပါတယ်။ထို့ကြောင့်ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရခြင်းဤအဓိကဤမှန်းချက်မှာ နိုင်ငံဤလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဈေးကွက်ကိုလက်နက်ကရိယာတရားဖြစ်အသုံးပြန်ဖြစ်သည်ဒီနေရာမှာဆိုလို့ရှိရင်တော့ဆရာမတို့ကလက်နက်ကရိယာဖြစ်ဘာလို့သုံးတာလဲနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လူမှုစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ဈေးကွက်ကကောင်းမွန်လာမယ်ဆိုရင်လှုပ်လက်မဲ့တွေမရှိတော့ဘူးနောက်ပြီးတော့တခါအခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်လာတဲ့ဝင်ငွေတွေတိုးလာမယ်ဒါကြောင့်မို့လို့နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးမှုအတွက်ဈေးကွက်ကိုလက်နက်ကရိယာတရားဖြစ်အသုံးပြုတယ်လို့ဆိုလိုခြင်းဖြစ်ပါ ဒါဆိုရင်ဆရာမတို့ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာလေးကဒီမှာပဲပြီးသွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်သင်ခန်းစာမှာဆရာမတို့တွေဆက်လက်ပြီးတော့တွေ့ကြမှာဖြစ်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။